ကျွန်တော်တို့ကလေးဘဝတုန်းကဒီလက်ပတ်နာရီကိုဝစ်ဆင်ခဲ့ကြပူမှာပါအဲ့ဒီနာရီဟာဈေးတက်တာပြီးဘက်ထရီတက်တက်အလွန်ကျတာကြောင့်လူကြိုက်များခဲ့ပါတယ်ကျွန်တော်တို့တွေမဟုတ်ပါဘူးအမေရိကန်သမ္မတအိုဘားမားကနေစပြီးသူ့ရဲ့မဟာရန်သူတော်ကြီးအိုဆမာဘင်လာဒင်အစုံဒီလက်ပတ်နာရီကိုဝစ်ဆင်ခဲ့ကြပါတယ်ဒီလက်ပတ်နာရီဟာချိန်ကိုင်းဘုံတွေနဲ့ဆက်ဆက်နေခဲ့တာကြောင့်ထောက်လန်ရေးလောကမှာသတိကြီးကြီးထားရတဲ့အထိဖြစ်ခဲ့ပါတယ် ဒါကြောင့်ကျွန်တော်နဲ့အတူဒီနာယီချောင်းကိုလေ့လာကြည့်ကြရအောင်ပါ Casio F91W ဟာဂျပန်အီလက်ထရောနစ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Casio ကနေထုတ်လုပ်လိုက်တဲ့ ဒီဂျစ်တယ်လက်ပတ်နိုင်လေးတစ်ခုဖြစ်ပါတယ်။ကက်စီယိုကုမ္ပဏီကအဲ့ဒီနိုင်ကို1989ခုနှစ်ဇွန်လမှာ F87W နိုင်ရဲ့ model အစ်စ်အနေနဲ့မိတ်ဆက်ခဲ့ပါတယ်။ဒီနိုင်ဟာဈေးတက်တာပြီးအကျန်းခံတဲ့နေရာမှာနားမည်ကြီးတာကြောင့်စင်ကာပူနိုင်ငံသားတွေအရွယ်ရောက်ပြီးလို့စစ်မှုထမ်းရတဲ့အခါပထမဆုံးရွေးချယ်ကြတဲ့နိုင်တစ်လုံးလည်းဖြစ်ပါတယ်။ Casio F91W ကိုအားပေးကြမ်းကြတဲ့အထက်မှာအာဖဂန်နစ္စတန်ကအကျန်းဖတ်သမားတွေလည်းထိတ်ဆုံးကပါဝင်ကြပါတယ် အမေရိကန်နိုင်ငံကဖမ်းဆီးရမိတဲ့အဲကိုင်ဒါကျန်းဖတ်သမားအများစုဟာဒီလက်ပတ်နာရီကိုဝစ်ဆင်ထားတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ရဲ့ကျန်းဖတ်လေ့ကျင့် training တွေမှာဒီလက်ပတ်နာရီနဲ့အချိန်ကိုက်ပုံးထောင်နီးကိုလေ့ကျင့်သင်ကြားပေးထားလို့ဖြစ်ပါတယ်။သူတို့ဟာဒီနာရီရဲ့နိုင်ဖို့တက်ခဲတလုံးရဲ့အလွယ်တကူရရှိနိုင်တဲ့ဓာတုဆေးရီတစ်မျိုးရဲ့ကိုပေါက်ဆက်လိုက်မယ်ဆိုရင်လေရင်တစ်စင်းကိုတောင်ဖောက်ခွဲပြင်နိုင်တဲ့အချိန်ကိုက်ပုံးတလုံးကိုတီထွင်နိုင်ကြပါတယ်။ ။ဒါကြောင့်အမေကလေးစိတ်တွေမှာဒီလက်ပနာယီကိုပတ်ထားမိတယ်ဆိုရင်တော့တေချာပေါက်စင်မေးခံရမှာဖြစ်ပါတယ်။အမေကစစ်ဘက်ထောက်လန်းကြီးတွေကလည်းသူတို့ရဲ့တန်တရားရှိတဲ့လူစင်းရင်းမှာဒီလက်ပနာယီကိုဝတ်ဆင်ထားတာတွေ့ရင်သတိကြီးကြီးထားပြီးစောင့်ကြည့်လေရှိကြပါတယ်။ကျွန်တော်တို့အနေနဲ့စဉ်းစားစရာတစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့ဒီလိုလက်ပနာယီသေးသေးလေးတစ်လုံးကဘုံတလုံးကိုပောက်ကွဲစေနိုင်တဲ့အဆင့်ရောက်အောင်ဘလို့ထောက်ပံ့ပေးသလဲဆိုတာဖြစ်ပါတယ် ထမဆုံးအနေနဲ့အသိပေးချင်တာကဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေဟာဘူးသုဒ္ဓရရစေဖို့တင်ဆက်ပေးခြင်းတသက်ပဲဖြစ်ပါတယ်။မလိုလားတဲ့ပြဿနာတွေမဖြစ်အောင်နဲ့တခိုးလမ်းပြမဖြစ်အောင်နိုင်ဤနဲ့ပုံချိတ်ဆက်ပုံကိုတော့အသေးစိတ်ရှင်းပြပေးမှာမဟုတ်ပါဘူး။အကြံပြားပြင်ပြောရမယ်ဆိုရင် Casio F91W ရဲ့ Alan Fashion စနစ်ပေါ်မှာမူတည်ပြီးဘုံပေါက်ကွဲစေတာဖြစ်ပါတယ်။တတီတီမီနေတဲ့나이အချက်ပေးအတံမြည်စေဖို့အတွက်나이တက်ခဲဟာ3ဖို့ရှိတဲ့လှည့်စစ်ပမာဏကို ထုတ်ပေးပါတယ်။ဒါဟာဘုံပေါက်ကွဲဖို့မလုံလောက်သေးပါဘူး။ဒါကြောင့် transistor ဆိုတဲ့ဂျာကန်ပစ္စည်းတစ်ခုကိုအသုံးပြုကြပါတယ်။ transistor ဆိုတာစီမီကွန်ဒက်တာတစ်မျိုးဖြစ်ပြီးကွန်ပျူတာတွေမှာလည်းဒီပစ္စည်းကအရေးကြီးပါတယ်။နာယီကနေထွက်လာတဲ့3 volt ဟာ transistor ကိုဖြတ်ပြီး low voltage switching ဆိုတာကို ဖြစ်ပေါ်စေပါတယ်။ဒီလိုနဲ့နာယီနဲ့ transistor ပေါင်းလိုက်တဲ့အခါမူရင်း3 volt ကနေ5 volt ဖြစ်လာပါတယ်။အဲ့ဒီ5 volt ကနေ mosfet ဆိုတဲ့အရာကို ဖျက်ဆီးလိုက်တဲ့အခါမှာတော့ဘုံတလုံးကိုပေါက်ကွဲစေနိုင်တဲ့လျှက်စစ်ပေါ်ကတစ်ခုကိုဖြစ်ပေါ်စေပါတယ်။ Casio Company က F91W ကိုဒီနေ့အချိန်ထိနှစ်စဉ်အလုံးကြီးသုံးသန်းကျော်ထုတ်လုပ်လျက်ရှိပါတယ်။နိုင်တလုံးကလူတွေကိုဘလို့မှအန္တရာယ်မပေးနိုင်ပါဘူး။အချိန်ကိုပြတာပေးတဲ့ရုပ်ဝတ္ထုပစ္စည်းတသက်ပဲဖြစ်ပါတယ်။ဒါပေမဲ့လူတွေဟာသူတို့ရဲ့လောဘဒေါသအတွက်မကောင်းတဲ့ရည်ရွယ်ချက်နဲ့အသုံးချတဲ့အခါမှာတော့ရိုးရိုးတာမန်လက်ပတ်နိုင်လေးတလုံးဟာ လူတက်လက်နဲ့ပြတ်သွားခဲ့တယ်ဆိုတာမိတ်ဆွေတို့ကိုပြန်လည်မျှဝေရင်နှုတ်ဆက်လိုက်ပါတယ်